မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေနေစဉ်တနင်္လာနေ့ကနေတောက်ကြနေဒီညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျမကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်ရှင်။ အခုတင်ဆက်မယ့်သတင်းကတော့ခရိုနီဥတေစာပိုင်းမလီခါလော့ဟိုတယ်မှာမွေးမြူထားတဲ့စင်တကောင်စိတ်ရိုင်းဝင်ပြီးအမျိုးသမီး၄ဦးကိုထိုးတက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ပူတာအိုမြို့မူလာချောင်းဘေးကခရိုနီဥတေစာပိုင်းမလီခါလော့ဟိုတယ်မှာမွေးမြူထားတဲ့စင်တကောင်မုံယိုတောင်းချမ်းနေတာကြောင့်တိတ်ဆုံးသူ၄ဦးထိရှိလာပြီးရွာကလူတွေလည်းထွက်ပြေးနေရတယ်လို့သိရှိရပါတယ်။ မနေ့ကဧပြီ18ရက်နေ့ကစပြီးပူတာအိုမြို့မူလာဒီနဲ့ဇီတန်းမြွာနာမှာမုံယိုနေတဲ့စစ်တကောင်ရောက်လာပြီးတော်ထဲမှာဖက်သွားရှာတဲ့အမျိုးသမီးတဦးကိုထိုးတက်ပြီးတဲ့နောက်ရွာထဲဝင်လာပြီးနေအိမ်တွေကိုဖျက်ဆီးခဲ့တယ်လို့ဒေတာခန်နဲ့နီဆက်တူကပြောပါရတယ်။အဆိုပါဆင်ဟာပူတာအိုမြို့မှာဖွင့်လျက်ထားတဲ့ခရိုနီဥတေစာပိုင်းမလီခလော့ထော်တဲမှာမွေးမြူထားတဲ့ဆင်ဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကနေမုံယိုစိတ်ရိုင်းဝင်လာတဲ့ဆင်ဖြစ်တယ်လို့ဒေတာခန်ကဆိုပါရယ်မွေးမြူထားတဲ့ဆင်လိန်မှာဖြစ်ပေမဲ့ မုံယိုလာတာကြောင့်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလဲစင်ထင်းကိုပေါင်ကျိုးတဲ့အထိထိုးခတ်ခဲ့တယ်လို့ဒေတာခန်ကပြောပါရယ်အဆိုပါဆင်ဟာမနေ့ကအသက်30ကျော်အမျိုးသမီးကိုအပိုင်းပိုင်းထိုးတက်ပြီးရဲ့နောက် ညနေမှာတော့မူလာဒီဖျားចောင်းသားကိုဝင်လာပြီးចန်းစာចောင်းသားကနိုင်ရေးအိမ်အနီးလက်ပတ်ပြီးအိမ်တွေကိုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။မနေ့ကတည့်ရက်ထဲတွင်မူလာဒီရွာကကိုန်းဆောင်အမျိုးသမီးတဦးအပါဝင်တလက်ပိုင်းရွယ်နှစ်ဦးနဲ့ဇီဒန်းမြော်ကတကြီးဝိုင်းအမျိုးသမီးနှစ်ဦးတို့ဟာမုံယိုနေတဲ့ဆင်ကြောင်းသေဆုံးသွားတယ်လို့သိရှိရပါဗျ။လက်ရှိမှာအဆိုပါဆင်ဟာနမလီခနဲ့ရီဂျော်ဒီတောင်ကြားပဲထွက်ခွာသွားပြီးစင်ခတ်ခံရတဲ့ယောဂပြီလူတွေဟာဒုတ်ထန်နဲ့မူလာရှိဒီဘက်ကိုတိမ့်ရှောင်နေကြရသလိုစင်ကိုထိမ့်သိမ့်နိုင်ဖို့စစ်ကောင်စီနဲ့ဒေသခံတချို့ကစ င်သွားရာလမ်းကြောင်းတစ်လျှောက်လိုက်လံရှာဖွေနေတယ်လို့သိရပါဗျ။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။